အားလုံးပဲမင်္ဂလာပါအခုကျွန်တော်အနေနဲ့ကပြောရင်ကအခုကျွန်တော်ရဲ့စာအုပ်တွေကတော့90%တွေကပြည်သူလက်ထက်ကိုလည်းတော်တော်များများတော့ရောက်သွားကြပြီပြည်သူရဲ့အကြံပြုချက်ကလေးတွေကိုပြပေးကြပါလို့လည်းကျွန်တော်အနေနဲ့မျှတရခံလိုပါတယ်ဆိုလို့ဆိုတော့နိုင်ငံတကာတည်အောင်လို့တန်ယုံတွေကိုလည်းဖြန့်ဝေထားပြီးဖြစ်ပါပြီအဲ့ခါကျတော့ကျွန်တော်တို့ရဲ့လူမျိုးအကြောင်းတွေကို မြန်မာနိုင်ငံမှာကပါနဲ့ကဘာကမတိအောင်ကျွန်တော်အနေနဲ့ဒါကြိုးစားဆောင်ရွက်နေပါတယ်။ဘာလို့ကိုယ့်အကြောင်းကိုတင်များနေများများတိမာတာကျွန်တော်တို့တွေအနေနဲ့ဒီမျိုးကောက်ွယ်ပြီးစားဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ကြတဲ့ကြောင့်မို့ဒီကိစ္စကိုကျွန်တော်ဆောင်ခြင်းဖြစ်ပါတယ်။အခုတော့ဒီစာအုပ်ထဲမှာပါတဲ့အာနေချက်အတာချက်လေးတွေနဲ့စာအုပ်ပါအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ပြောပြခြင်းတော့ ကျွန်တော်အခန်းသင်မှာဆိုရင်ကျွန်တော်တို့ဒီပေလုံစာချုပ်ကနေစပြီးမှပြောခဲ့ကြရေးခဲ့ကြပါတော့ဒီစာအုပ်ထဲရကျွန်တော်တို့ထားထည့်ခဲ့တယ်ကျွန်တော်ရဲ့ချမ်းဒီတိုင်းသားရေးတင်ပြချက်စာလမ်းစာအုပ်ထဲမှာအဲအဲ့မှာကျွန်တော်ကျွန်တော်တို့ဒီမှာကမထည့်ခဲ့တယ်ဆိုတော့လွတ်လာရေးပြင်ညာစာလမ်းပါအပိုက်လေးကိုပါကျွန်တော်ထပ်ထည့်ခဲ့ပါတယ်ထပ်ခဲ့တဲ့ထပ်ထည့်ခဲ့တဲ့လွတ်လာရေးရပြီးတော့ရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေသူ့နဲ့သူဘယ်လိုနေကြမယ်ဆိုတော့အကြောင်းရင်းရေးထားတဲ့ ကိစ္စလေးဖြစ်ပါတယ်။အဲ့ဒါလေးကိုကျွန်တော်ထပ်ထည့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကျွန်တော်တို့အနေနဲ့ကတော့ဒီလွတ်လပ်ရေးဆိုတဲ့အရာဟောင်းဒီနေ့ချင်းခံစားခဲ့ကြရပြီလားဆိုတော့ဆိုလို့လေ။ဒါစာဖတ်သူပြည်ကများအလုံးသိရှိပြီးဖြစ်မှာပါ။စာဖတ်သူပြည်ကများတော့လွတ်လပ်ရေးအဲကျွန်တော်လွတ်လပ်ရပြီးနောက်ပိုင်းလွတ်လပ်လွတ်လပ်ပြီလားမလွတ်လပ်ဘူးလားပေါ့နော်လွတ်လပ်ရေးဆိုတာပါရည်တယ်ဆိုတဲ့အစားလေးနဲ့ ကျွန်တော်တို့ပြန်လဲတုံ့တဆေးခြင်းပါတယ်ကျွန်တော်လည်းဆက်ပြီးမှအကြံပြုပေးပါလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်အခန်းတစ်ကလည်းပင်လုံစာချုပ်နဲ့စလိုက်တဲ့အခါကျတော့ပင်လုံစာချုပ်မှတိုင်ခင်မှာကျွန်တော်တို့အရှင်ပြည်နယ်အရင်းနဲ့ပတ်သက်ပြီးတော့မန်ကီဆွေးရီပွဲလေးကိုကျွန်တော်ဆက်ပြီးမှပြောခြင်းပါတယ်အဲ့ဒါဘာကြောင့်မလဲဆိုတော့ပင်လုံစာချုပ်ပြီးတဲ့နောက်ပိုင်းမေရ9လ49ခုနှစ်မှာဂျင်းဖောရီနဲ့ဒီပြည်နယ်ကိစ္စဆွေးနွေးမယ့်ကိစ္စကိုဘုကြောင့်အဆန်းကဥဖိခင်နဲ့ဥကဆွေလို့ပြေးစာလေးကို ပြည်စာကဏ္ဍဘရားဆခေါ်တာဆိုဒီမိုက်ကိုဆွေးနွေးပွဲဆခေါ်တာဖြစ်ပါတယ်အဲဒီမိုက်ကိုဆွေးနွေးပွဲအကြောင်းလေးကိုကျွန်တော်အနေနဲ့ဒါဇာဖွဲ့ပြည်သားများအားလုံးကိုကျွန်တော်ရှင်းပြလိုတာဖြစ်ပါတယ်မိုက်ကိုဆွေးနွေးပွဲအားဖြင့်ရှင်ကဖြစ်သွားတဲ့1946ခုနှစ်နိုဝင်ဘာလမှာအဲဒီအဓိကမိုက်ကိုဆွေးနွေးပွဲဖြစ်အောင်ဘလူးရီစီစဉ်နေလဲဆိုတဲ့အခါကျတော့အဲဒီချိန်လုံးကမြစ်ချင်းသားမျိုးနဲ့ဖဆပလာဥက္ကရဥဆုံးမောင်မိုးကောင်းမျိုးနဲ့ဖဆပလာဥက္ကရဥက္ကရဥဖိုးရှုံး ဘူဖိုးကျော်စားတခြားမဟုတ်ပါဘူးဘူဖိုးစောရဲ့သားပါအဲ့ဒီအတွက်ကြောင့်မို့သူတို့တွေကမကိန်မှာဂျင်းဖောတွေနဲ့ငူကြောင်အဆန်းတွေးဖို့အိဆာကိုအာဖာဆာပလာနေမှာ UCB မှာစစ်စင်တာဖြစ်ပါတယ်အာဘူကျုံနဲ့တွေးတဲ့အခါမှာလဲအဲဘူကျုံနဲ့တိုက်ဖို့တိုက်ဖက်ဒါဂျပန်ဒေါ်လာရေးအင်္ဂလိပ်ဒေါ်လာရေးမှာအတူတူပါခဲ့တဲ့အမော်ကဘူလာကြံရဲ့ညီဘူအောင်ကြံရဲ့ဆိုတော့စာဒါဘူကျုံကိုအမျိုးမျိုးချောင်ပြပါတယ် ဂျင်းဖော်ရီယာအရှင်ပြည်နယ်တောင်းဖို့အစီအစဉ်ရှိတယ်ဘို့ချုပ်လုံးဝမပေးပါနဲ့ပြီးလိုက်ရင်ဒီမှာလူမျိုးရေးပြဿနာကြီးကြီးမားမားဖြစ်လာနိုင်တယ်သူတို့နဲ့ကျွန်တော်တို့နဲ့ကပြောဆိုတဲ့ဘာသာစကားမတူဘူးနောက်ပြီးတော့လောက်ခဲ့စားသောက်မှုလည်းမတူကြဘူးရိုးရာရင်တည်မှုတလိထုံနာစင်လာမတူဘူးတမိုင်းကြောင်းလည်းမတူဘူးဒုတိယကြောင့်ကိုသူတို့ကိုတချင်းပြည်နယ်တတ်မှတ်လိုက်ပြီဆိုရင်ကျွန်တော်တို့မှာဒီအဲမှာပြဿနာကြီးကြီးမားမား ဖြည့်ချင်းလို့မရတဲ့ပြဿနာမျိုးဖြစ်ပေါ်လာနိုင်တယ်ဘုကျုံမပြီးပါနဲ့လို့ဘုကျုံဘုံကြိုက်ကိုယ်တိုင်ဘုကျုံကိုဖွားဖွားတောင်းပါပြောဆိုခဲ့တာပေါ့နော်ဒါပေမဲ့လည်းနောက်နေ့အစည်းအဝေးမှာတောင်းတဲ့အခါကျတော့ဘုကျုံဆန်းကဒီဖို့ရီပြင်းနေတောင်းတဲ့အခါကျတော့ဒါသူကလည်းလွတ်လာရေးကိုအတိအကျရှေ့ရှုပြီးမှမခွတ်တဲ့ဘုဆိုင်ပြင်းနေပြေးမယ်ဆက်ဆောက်ပြင်းနေတောင်းပါပေးလိုက်တာဖြစ်ပါတယ်ပြင်းနေတောင်းတဲ့အခါမှာဘာမှအစ်စ်မှာဒီဖို့ရီအရှင်ကြီးတောင်းတဲ့လို့ပြောလိုက်တဲ့အခါကျတော့ အဲဘူကြောင့်အဲဒါဆိုရင်တော့မလို့ကရှိမီတဲ့ငါမူဝါဖြစ်တဘောတူတယ်မူဝါဖြစ်တဘောတူတယ်တိုင်းပြည်ပြည်လွတ်တော်မှာဆွေးနွေးမယ်ဆွေးနွေးစာကိုဘူကြောင့်ချောလိုက်တယ်ချောလိုက်တဲ့အခါကျတော့ဒါဆိုရင်ကျွန်တော်တို့ဂျင်းပေါင်းကိုပြည်နယ်ပေးပြီးကရှိမီနဲ့တောင်းလာပြီးဆွဲတာကျတော့ကျွန်တော်တို့မှမြို့တော်လို့ဆရာမရှိဘူးဒါကမြစ်ချင်းသားမြို့ကိုမြို့တော်လို့ဟုတ်ပြီးပါလို့ထက်ဆက်ဒုတိယအဆင့်မှာပြန်ထပ်တောင်းတဲ့အခါမှာဘူကြောင့်အစားဗေစီပေးလိုက်တယ်ဆိုတော့မိုးကောင်းချောင်းကိုမိုးကောင်းချောင်းအထက်ပိုင်းကိုမင်းတို့ယူ မလို့ကရှိမီတဲ့တမရဲဆိုပြီးမှဒါဘူးကြောင့်ဆန်းပြောပြောလိုက်တာပါနော်ပြောလိုက်တဲ့အခါကျတော့ဂျင်းဖော်တွေကတော့မိုးကောင်းထက်ပိုင်းတော့သူတို့ပြင်းနေတို့ဒါသူတို့အနေနဲ့အဲ့ချင်းညုံကတော့ဖြစ်သွားပြီအဲကြောင့်မို့ကျွန်တော်နရဲ့ခုနလ1948ခုနှစ်ခုနှစ်မှာဘူးကြောင့်ဆန်းကဂျင်းဖော်နဲ့ဆွေးနွေးပွဲကျွန်တော်မလာတော့ဘူးအဲကိုဘဆွေးနွေးကကိုဖီကိုပြီးတဲ့စာလေးကိုကျွန်တော်အာဘီရူပေါ်ပေါက်လာတဲ့ဆိုတဲ့ကိစ္စကိုကျွန်တော်ပြောချင်တာပါအဲ့မှာဘီရူရေးထားလဲဆိုတော့ဘူးကြောင့်ဆန်းက ကိုဘဆွေနဲ့ကိုဗီကင်းနဲ့ယနေ့ဂျင်းဖောင်းများနဲ့အစည်းအဝေးကိုခင်ဗျားတို့ပဲဆက်လက်ဆွေးနွေးပါကျွန်တော်မလာတော့ဘူးကျွန်တော်အခုအရင်ပြောထားတာတဲ့တောင်းရော့လို့မဖြစ်တော့ဘူးတဲ့အခုရော့တာတောင်းဝတိုင်းပြည်ကဘာပြောမှန်းမသိသေးဘူးပြီးတော့ဒီလိုပေးတယ်ဆိုတာလဲသူနဲ့သူပေါင်းမယ်ဆိုတော့ဒါပေးတာပဲတဲ့သို့မဟုတ်ရင်တို့တို့ပေးနိုင်မှာမဟုတ်ဘူးတစ်ဖက်ကလည်း CID information ရဆိုရင်တဲ့ root down root down ဖြစ်ဖို့ ချို့ကြာနေကြတယ်တရင်ရတယ်ဟုံးမှုတော့မပြောနိုင်ဘူးဘာပဲဖြစ်ဖြစ်သူတို့ကတော့နေနေပတ်တက်လို့ရှိရင်တော့ဒီဖက်ပို့မပို့နိုင်တော့ဘူးနောက်တော့ we have the limits of our cause process ram ပြောပြလိုက်ပါတဲ့ gene force gene force တွေနဲ့နိစ္စရနေတယ်ကို no is is not for it uh, ဘုရားဖြစ်ဖြစ်လုံမယ်ဆိုရင်တော့လုံနိုင်မလားမပြောတာဘူးဒါပေမဲ့အတိအကျမပြောစေလိုဘူးတဲ့နော် don't call me yourself in this matter နည်းနည်းပါးပါးလောက်တာ discount လုပ်ပြီးအတိမုတ်သေးတဲ့အကြောင်းပြောပြပေးပါဆိုမှမိုးကြောင်စားပေးတဲ့စာအဲ့ဒါတော့ monkey ဆင်းနေပွဲကနေဖြစ်ပေါ်လာတဲ့အစားကြောင့်မို့မိုးကြောင်စားက monkey ဆင်းနေမဲမှာဘယ်သူမှမတိုင်ပင်မဲနဲ့ဘေးအဖွဲစီးမှမတိုင်ပင်မဲနဲ့အလွတ်ပါဇက်သေးသတ်မှတ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုအာကြောကျင်လာပါအဲ့မှာကျွန်တော်ကတော့ဒီစာအုပ်ထဲမှာပထမရင်ဘိုးကျိုးရဲ့ပေးစာလင်ရင်းမှုလေးကိုထည့်ထားတာသူရဲ့ စာမူချောလေးကိုမထည့်လိုက်ရတဲ့အတွက်ကြောင့်မို့အာဇာဖတ်တူများအားလုံးတက်တဲ့တောင်းပါပါတယ်ကျွန်တော်နောက်တစ်ပတ်များဖတ်ခဲ့ရရှိတော့ဒီပုံကိုထပ်ထပ်တင်ပါဖြစ်ပါနောက်တစ်ခုကကျွန်တော်ဒီအခန်းတင်မှာပါတဲ့ကိစ္စလေးနဲ့မှာပါလေဒါအခန်းတင်မှာဆိုရင်တော့ကျွန်တော်တို့ပါလေပါလေဆိုတော့ကျွန်တော်ပြေလုံစာချုပ်ပါမယ်အခန်းတင်မှာအဲ့ကျွန်တော်တို့ပြေလုံစာချုပ်အကြောင်းအရာလေးကိုကျွန်တော် င်လုံစာချုပ်မှာဆိုအပိုက်ပိုးပိုက်ရှိပေမဲ့အပိုက်လျှောက်ကိုနိုင်ငံရေးဓမ္မတွေကတော်တော်များများကြော်နေကြတယ်။အဓိကတော့ကရှင်ပြည်နယ်အရေးကိစ္စမှာနိုင်ငံရေးအပိုက်လျှောက်ကအရေးကြီးပါတယ်။အာအပိုက်လျှောက်ကိုလည်းအခုရင်းနှီးထည့်တဲ့ကြောင့်နိုင်ငံရေးဓမ္မတွေကလက်ချောင်လက်ကြတော့ဗောနော်။အဲ့ဒါလေးတို့လည်းကျွန်တော်တို့လက်ချောင်လက်ကြတဲ့အပိုင်းမှာကျွန်တော်တို့ဒီအနေနဲ့ရိထားဖို့ပါတင်ကားစာယူဖို့ပါ။အားကြောင့်လက်ချောင်ကြတာလေ။အဲ့ဒါတိုင်းရင်းသားပြည်ထောင်ဖန်တီးထားတဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတော့လည်းအဲကျွန်တော်အနေနဲ့ပြောချင်ပါလေအတိတ်ဆိုတာတင်ကားစာယူဖို့ပါ အတင်ကားစာယူရကျွန်တော်အနာဂတ်မှာအအောင်ဆုံးဘယ်လိုတည်ဆောက်မလဲဆိုတာပြပုတ်ပြဆုတ်ပါမလို့ကျွန်တော်တည်ဆောက်အောင်မှာဖြစ်ပါတယ်။အကြောင်းကိုကျွန်တော်တို့အခုအာခန်းတစ်ပါညစာပြီးမှကျွန်တော်ရေးထားတယ်ဆိုတာကျွန်တော်လွတ်လိုက်ရေး using car တော့ဟိုင်းနဲ့အမားလေးနဲ့စခဲ့တဲ့အမားလေးကိုကျွန်တော်တင်ကားစာယူနေအောင်ဆုံးကကျွန်တော်ပြောခဲ့တာပါ။အဲ့ဒီမှာလေးတောင်းလာနေတာစုံဆိုင်ကော်မရှင်ကလာတဲ့ခါနဲ့ကျွန်တော်တို့လူမျိုးတွေကရှင်ပြည်နယ်မှာမနေလို့ဘူးလို့ကျွန်တော်တောင်းဝဲခဲ့ကြတယ် အဲ့ဥနူကနေမှမပရှိမီနယ်နေလို့ဆိုဘာမှပြီးကျဲရှိရဲ့နာချွေခဲ့ကြဆိုတော့ကျွန်တော်ဘိုးစင်ပေါ့စင်နေချမ်းနေနေပြီဗျာလူကြီးရေအများကြီးဆုလိုက်ပြုံလိုက်ရွှေ့အောင်လုံတဲ့ကိစ္စတော့ဒါတော့တကယ်ကိုမတရားတဲ့ကိစ္စတစ်ခုကိုဒါသူတို့အနေနဲ့ဆောင်ရွက်ခဲ့ကြတယ်လို့ကျွန်တော်အနေနဲ့ဒါပြောချင်ပါတယ်ဒီခန်းတစ်ပါအချက်တရားပါနော်ဒါဖြတ်သွင်းပေးလိုက်ရပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေကဒါဘယ်သူပဲတက်တန်ကတော့မင်းမဲဆိုပြီးမှ AACC နေလာခဲ့ကြပါတယ် ဒါလူကြီးတွေတော့စိုးရင်ကြပါလေအလူကြီးတွေစိုးရင်ချက်တွေကိုဘုလားကျန်ရဲ့ရှင်ပြည်နယ်ဖြစ်ပေါ်လာမှုတမိုင်းမှာရေးသားလာပါတယ်ပထမတော့လူကြီးတွေကအော်ငါတို့ရောဝန္ဒာလိုဝင်ဖြစ်တော်မလားနောက်အာဖရိကကကျွန်တော်တို့အာဖရိကတိုက်ကလူမျိုးဝင်ဖြစ်တော်မလားအကြီးကျယ်စိုးရင်နေကြကြဒါပေမဲ့လည်းတကယ်တော့လွတ်လပ်ရေးဘီနယ်နောက်ပိုင်းကျတော့ကျွန်တော်တို့ချမ်းနယ်ကရှင်တွေကချစ်ချစ်ခင်ခင်နေလာကြကြတယ်ပေါ့နော်